ဒီတင်းချက်မှာတို့ကဒီ trend ကကျမချစ်သူပစိုးလေးဝတ်ချတော့ပပွေးရဲ့အောက်မှာလာမန့်ထားတယ်ကျမချစ်သူပစိုးလေးဝတ်ချတယ်တင်းချက်မှာပစိုးမီလောင်ွားတယ်ဒါရရင်ရလို့အဲ့ဒီတော့ကောင်လေးအခုတော့ကျမရဲ့နဘေးရှိနေပါတယ်သူဟာကျမအချစ်ဆုံးမဆိုအဲ့ဒီဟာလေးနဲ့တို့လည်းစော်ကြတယ်ကောင်လေးအခုတော့ကျမရဲ့နဘေးရှိနေပါတယ်သူဟာကျမအချစ်ဆုံးမ ဘာမှဘာမှကြီးစားလဲရအောင်မသူကသူတဲကွဲမယ်တဲကွဲဝပြီးအနီးတော့ဟာသူကချစ်ကွဲကြိုက်ညာပေါ့သူညမာရုပ်ရှင်ကားလို့ပဲသူကဟိုကဘာလဲဝါဝါဆိုလောက်ကလေးကဝါဆိုလောက်ကလေးကအဲတရင်ချစ်တချင်ရ tram ဖြစ်နေရအခုတော်တော်ဝါမွင်ခင်နေဝါမွင်ခင်နေဟဲ့ဝါမွင်သေးဘူးလေဘာလို့တရင်ချစ်က tram ဖြစ်နေရအဲ့လိုမျိုးဖြစ်နေရ ကတော့လေဟိုပြောမလဲဟိုသူတို့ကဟိုအားမပေးဘူးအားပေးတော့အားပေးလိုက်အားမပေးလိုက်တော့မရှိပါဘူးသူတို့အားပေးနေရလူတွေဆိုဟိုကိုဖို့ fan တွေအရင်နေရဆိုနေတိုင်းစာဖို့လုံးလုံးဒီ fan တွေကငါ့ကိုပဲစာဖို့နေရပဲဆိုပြီးတော့ဖြစ်ရတဲ့အထိအချစ်ခံရတာလူပါနော်အဲဒီတရင်ချစ်တခြင်းမှာတော့ဒါထူးထူးခြားခြားပါလို့ဆိုတော့ရာသီစာပေါ့နော်ပို့တော့ကရိုးရင်တော့ဒါတရင်ချစ်တခြင်းမှာဆိုရင်မယူတနာချင်းနဲ့ကြီးခဲ့ရအဲ2010မှာပူပူကြီးတရင်ချစ်မိထုံပွဲတော်ဆိုတဲ့တခြင်းလေးကိုပို့ဖန်တီးပြီးတဲ့နောက်မှာတော့ဟိုတခြင်းလေးကိုသူတို့ကြိုက် ကြတယ်ပြီးတော့သတင်းကျဖူးစာလည်းအရန်ပောက်တဲ့ဟာပေါ့နော်အဲ့မှာတို့ပောက်တဲ့ချိန်မှာဒီနေ့ဆိုရင်ဟာတာတစ်ခုရှိတယ်ဘို့ဘို့အတိတ်ရောက်ပို့ဟာပါလေသတင်းကျမအာကျမချက်သူပစိုးလေးဝစ်ချားတယ်အဲ့ပသူဝတ်တယ်လို့ပြီးတော့တင်လို့ရှိရင်ဘလော့မှာဆိုပြီးတော့သူစကြတာပေါ့နော်ရှဲလူတွေများရဲ့ဟာနဲ့ဟိုပေါ့လို့ဒီနေ့ကျမပစိုးလေးဝတ်ခိုင်းလိုက်ပါဟိုလေးတင်စရတော့ဒီတရင်ချွတ်မှာသူတို့ကဒီ trend ကကျမချစ်သူပစိုးလေးဝတ်ချတော့ဘိုးရဲ့အောက်မှာလာမန့်ထားတယ်ကျမမင်းနဲ့သူရှောင်းလဲမိချ ချစ်သူပစိုးလေးဝှချတဲ့သတင်းချွတ်မှာပစိုးမီလောင်ွားတယ်။သူတို့ရင်းရတယ်မျိုး။ဟောသူတို့အဲသူတို့သူတို့ဟာတွေကိုချစ်ပြတယ်။ရင်းကြီးကလေခါကြရင်ကိုယ့်ကိုမအားလို့တာဟိုမတုံးတာပဲရှိရဲ။ဒါပေမဲ့တခါကြရင်သူတို့ကွန်မန့်လေးဟိုဖတ်ပြင်ကိုလည်းသဘောကျတယ်။သူတို့သူတို့စတာလေးရ။ချစ်ဖို့ကောင်း။ Every သတင်းချွတ်တိုင်းက လောလောဆယ်ပို့ရှင်ဖြစ်နေတယ်။နောက်ဟိုဟလာဟိုလေကျွညာလေးညာရှိမယ်။နောက်ကိုလွမ်းပိုင်ချင်းလေးရှိပဲပေါ့နော်။ဆိုတော့ဟိုဘာပြောဟိုဒီလိုမျိုးဟိုကုတ်တချင်းလေးကိုလည်းချစ်ကြအားပေးကြပေါ့ပျော်တာပေါ့နော်။အဖိုးရဲ့တချင်းတွေမှာအပိုက်မျိုးမျိုးရှိတယ်။တချို့ဟာတွေကကြတော့အာအဲ့ဒီတော့ကောင်းလေးအခုတော့ကျမရဲ့နဗေးရှိနေပါတယ်။သူဟာကျမအချစ်ဆုံးမှဆိုတော့အဲ့ဒီဟာလေးနဲ့တို့လည်းစော်ကြတယ်။ဒီလုံးကကောင်းလေအခုတော့ကျမရဲ့နဘေးရှိနေပါတယ်ကွာကျမအချစ်ဆုံးပါအဲ့တော့မြောဟိုဒီတချင်းလေးရဲ့ တပုတ်လုံးကိုတို့တို့အားပေးကြဆိုတော့ကိုကပြောတယ်အခုပိုအောက်တိုဘာ3ရက်နေ့ကျရင်လည်းပိုပိုရဲ့1 lady show လုပ်ဖို့ရှိရလေအဲ့ဒီ1 lady show မှာလည်းသတင်းကျ things လေးတွေနဲ့ပိုတော့သွားမှာအဓိကတော့ပိုကဒီလချမ်းနဲ့ပိုပိုဘာလို့ရိုက်တာလဲဆိုတော့သတင်းကျ things လေးကိုပိုကလိုချင်လို့တမင်တသက်ကိုအဲ့ဒီလချမ်းကြီးနဲ့ဥရိုက်တာဆိုတော့ဒီသတင်းကျမှာလာခဲ့ကြပါအပိုနဲ့သတင်းကျချင်းနေဆိုမဲ့ငယ်ဘွားတွေကိုလွမ်းမယ်ပြီးတော့ပိုရဲ့ဒီချစ်ဖူးခဲ့သမျှအကြီးစားဟောင်းမြဆိုရဲ1 lady show ပေါ့အဲ့အဲ့ဒီခေါင်းစဉ်ကိုပို့ ဟိုဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ပူပူရဲ့ချက်ဖူးဖြဲ့သမျှရည်သားဟောင်းနေတာဘာလဲဆိုလို့ရှိရင်ပူထားခဲ့တဲ့ရည်သားတွေကိုရည်ညွှန်းတာမဟုတ်ဘူးအားလုံးဒီရည်သားတွေပဲညွှန်းတာမဟုတ်ဘူးပူပူရဲ့ပြစ်တတ်တွေအကုန်လုံးကပူပူရဲ့ချက်ဖူးဖြဲ့သမျှတွေပြောမယ်ဆိုကွာဒီလားဟိုရည်သားဟောင်းဆိုတာကြတော့ပူပူငငယ်တုန်းက2014မှာစပြီးအားပေးကြတဲ့ပြစ်တတ်တွေကိုရည်သားဟောင်းလို့ညွှန်းချင်ပြီးတော့အခု အာခုမှဗားပြပြပို့ဝဲဒီဒီတိတ်မကြခင်မှာဗောပို့ဝဲချင်းတွေခုမှသိလို့အာနားထောင်ပြစ်တယ်အားပြစ်ပြစ်တယ်ဆိုတော့လူတွေကလည်းငဲတဲ့ကလေးတွေကြတော့ခုမှပို့ပြီးနားထောင်ပြစ်တော့အော်ကလေးတွေဆိုလို့ရှိရင်လည်းအဲဒါတွေကရီးသားအစ်စ်ကလေးတွေပေါ့အဲအဲ့တော့ချစ်ပုကင်းမြရီးသားဟောင်းမြဆိုတော့ပို့ရဲ့ဖန်တွေကိုရီညွှန်းပါတယ်လာခဲ့ကြပါလို့ပို့ကပြောချင်ပါတယ် ပါမှာပါမှာကြီးသားလည်းရအောင်မှာသူကသူအသေးကွဲမယ်အသေးကွဲပြီးအနီးတော့သူကချစ်ကွဲကြိုင်ညာပေါ့တော့ညမာရုပ်ရှင်ကားလို့ပဲတချင်းနေအကုန်လုံးချစ်ကွဲကြိုင်ညာပြီးတော့လို့ဆိုရှင်နောက်ဆုံးတော့ရေချုံမှာကြီးသားရမယ့်ဟာလေးရလည်းပါသေးတယ်အဲဒီတခါတော့ဒီအာတမလားဟိုတချင်းနဲ့ရလို့ပဲအာတတင်းချက်ကနေရောတွေးလိုက်လို့ရှိရင်တော့လက်ထပ်ဖို့စေကူးနေစေကူးမှာပေါ့အဲတချင်းကြပြောကြတယ်ဒီတချင်းနားထောင်ရင်လည်းကြီးတော့ရာဘူးချင်တယ် ဟုတ်တယ်ဟုတ်တယ်ကိုလည်းရာဘူးကျင်တာဒီသတင်းကျွန်းနဲ့ပတ်သက်ပြီးကိုလည်းရာဘူးကျင်တယ်ဒါပေမဲ့မရဘူးဖြစ်နေတယ်အဲ့တော့ဒီသတင်းကျွန်းမှာဟိုဆုံးတော့ဟိုဆုံးတော့ပြောသလိုပေါ့လက်ထပ်ဖို့စိတ်ကူးမယ်ဆိုတော့စိတ်ကူးပဲရှိနေတာစိတ်ကူးလို့မရတကယ်လက်တွေ့တော့မလုပ်လုပ်လို့မရသေးဘာကြောင့်လဲဆိုတော့သတင်းကျွန်းမှာဘိုးတို့ဆိုလို့ရှိရင်လည်းအခုငယ်ငယ်တုန်းကတော့ဒါအာမိဘတွေကတော့စော့ကြတာပေါ့နော်အဲ့တက်ကြီးလိုက်အချိန်မှာပို့ပွဲတွေတချင်းဆိုတာများတယ်အဲ့တော့စိတ်စင်ပေါ်မှာပဲဆိုတော့ဟိုအောက်ကနေပေါ့တမှန်ဘလူးနဲ့ကြည့်ရမယ်ကောင်လေးတွေအာချောမချောဆိုတာ အဲ့ဒါကြီးဆိုရင်လည်းအာပူကလေအဲ့သတင်းကျုပ်ကပူပူအတွက်ဒီသတင်းကျုပ်ချင်းကအရင်ပြောဖို့ကောင်းတယ်ဆိုပေမဲ့သတင်းကျုပ်ကပူပူအများနဲ့ခံစားရတဲ့ဟာတစ်ခုရှိရပေါ့နော်အာငငယ်တော့ကျတော့ပူပူအဖေက73နှစ်ထိရှိသေးတယ်အဲ့တော့အဖေကိုအဖေနဲ့အတူတူအဖွားကိုလည်းကရော့ပစ်တယ်အဓိကအဖွားရှိနေရပေါ့နော်အဖွားကိုအရင်ချက်တာဆိုတော့အဖွားကိုကရော့ပစ်တယ်နောက်အဖွားဆုံးသွားရဲ22နှစ်လောက်မှာအဖွားဆုံးသွားတဲ့ချိန်မှာတော့ပေါ့နော်သတင်းကျုပ်ကအရင်ဟာတတားကြီးဖြစ်သွားတာဘယ်သူကရော့လို့ကရော့မသိဘူး သူများရေဆိုလို့ရှိရင်မောင်နှမအာလာဟိုမိဘတွေရှိတယ်ဟာလာဦးလေးတွေတော်ဆွမျိုးကတော့ကြာဘုမကတော့ဦးလေးတွေတော်ရှိတယ်ဒါပေမဲ့ဘွားအဖွားကိုကြာတော့အရင်ချက်တာဟိုအဖေရောအမေရောဟိုအဖွားအဖေဆိုလည်းဟုတ်တယ်အမေဆိုလည်းဟုတ်တယ်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာအဖွားဆုံးသွားတဲ့အချိန်မှာတော်တော်လေးကိုတည်င်းကျွတိုင်းတည်င်းကျွတိုင်းဘိုးကကြိတ်ငိုရတဲ့အချိန်ရှိခဲ့ပါတယ်အခုနောက်ပိုင်းအသက်ကြီးလာတဲ့အချိန်ကျမှဩငါစင်ကောင်းဖြစ်နေလည်းမထူးဘူးငါအတော်လေးဦးလေးတွေရှိရပဲဆိုပြီးတော့အတော်လေးဦးလေးတွေကိုပဲလိုက်ကြော့ဖြစ်ပါတယ် အာပြီးတော့ဟိုကိုနဲ့ခင်နဲ့ဟိုအမေတွေပေါ့နော်အဲအဲ့လိုမျိုးကိုကိုမွေးသားတဲ့အမေတွေပေါ့အဲ့လိုမျိုးတော့ကတော့ဖြစ်ပါတယ်ကျန်တာကတော့ဟိုအဖွားမရှိတော့စိတ်မကောင်းဖြစ်တာတော့တော်တော်စိတ်မကောင်းပါအောင်ဒီခါကြီးကျတော့လေဟိုလူတွေဆိုတော့ဒီလိုပဲအာဒါကတော့ဟိုလူတွေရဲ့ဘဝပေါ့နော်ဘဝဆိုတာဒီလိုပဲပေါ့